ရုရှားသမ္မတဗလာဒီမာပူတင်ဟာယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဆွေးနွေးဖို့အင်္ဂါနေ့ကမော်စကိုမြို့တော်မှာအမေရိကန်ထူးကွန်ဆယ်လက်စတေ့ဖ်ဝီကော့ဖ်နဲ့တွေ့ဆုံခဲ့ပါတယ်။၎င်းတို့နှစ်ဦးကအမေရိကန်အစိုးပြုတဲ့ငြိမ်းချမ်းရေးစီစဉ်တဲ့ပိုင်နက်နယ်မြေကိစ္စတွေကိုဆွေးနွေးခဲ့ပါတယ်။ရုရှားနဲ့ယူကရိန်းကသဘောထားကွဲနေဆဲဖြစ်ပြီးသဘောတူညီချက်ရမရတော့မသိသေးပါဘူး။ Steve Wiskoff နဲ့တူသမ္မတ Donald Trump ရဲ့သမတ် Jared Kushner လိုက်ပါလာခဲ့ပြီး Putin နဲ့တူနိုင်ငံရေးမူဝါဒလက်ထောက် Yuri Ushakov အထူးကိုယ်စားလှယ် Kirill Dmitriev တို့ပါဝင်ခဲ့ပါတယ်။နှစ်ဖက်စလုံးဟာ Donald Trump အကြံပြုထားတဲ့ငြိမ်းချမ်းရေးအဆိုပြုချက်အစည်းအဝေးကိုအခြေခံပြီးဆွေးနွေးခဲ့ကြပါတယ်။ Crimea နဲ့အရှေ့ပိုင်းဒေသနှစ်ခုကိုရုရှားပိုင်းနယ်မြေဖြစ်တရားဝင် သတ်မှတ်ပေးဖို့ပူတင်ကပြီးခဲ့တဲ့လမှာတောင်းဆိုခဲ့ပေမဲ့ ယူကရိန်းကအလျှော့ပေးလိုတဲ့ဆန္ဒမဖော်ပြခဲ့ပါဘူး။ရုရှားတပ်ဖွဲ့တွေဟာယူကရိန်းအရှေ့ပိုင်းဒေါနက်ဒေသရှိမဟာဗျူဟာရရေးပါတဲ့ပိုခရိုဗက်စ်မြို့တော်ကိုသိမ်းပိုက်ခဲ့တယ်လို့ရုရှားသမ္မတရုံးကပြောပါရယ်။ရုရှားစစ်တပ်ဟာစီဝူးစီးချုပ်ဂရီစကားအတိုင်းဗေဒေသမှာမဆိုအလွဲတကူချီတက်နိုင်တယ်လို့ပူတင်က ပြောပါရယ်။မော်စကိုမြို့တော်မှာကျင်းပတဲ့ဆွေးနွေးမှုရလဒ်တွေကိုစောင့်ဆိုင်းနေပြီး အချမ်းပြမှုအလုံးကိုလက်ခံဖို့ပြင်ဆင်ထားတယ်လို့ယူကရိန်းသမ္မတဇလန်စကီးကပြောပါရယ်ယူကရိန်းနိုင်ငံမပါဝင်မဲ့ဘယ်ဆုံးဖြတ်ချက်မှချမှတ်လို့မရကြောင်းဒေါ်နယ်ထရမ့်နဲ့ဆွေးနွေးမှုတွေပြုလုပ်ဖို့အစဉ်အသင့်ရှိကြောင်း၎င်းကဆိုပါရယ်အင်ဒိုနီးရှားသီရိလင်္ကာနဲ့ထိုင်းနိုင်ငံမှာမိုးသည်ထန်မှုရေကြီးရေရှမ်းမှုနဲ့မြေပြိုမှုတွေကြောင့်တေဆုံးသူဦးရေ1389ဦးထိရှိလာခဲ့ပါတယ် အင်ဒိုနီးရှားနိုင်ငံနောက်ပိုင်းဆူမာထရာကျွန်းမှာတဘာဝဘေးရန်နေရာကြောင်းလူ944ဦးသေဆုံးက952ဦးပျောက်ဆုံးနေပါတယ်။ဆူမာထရာပြည်နယ်မြောက်ပိုင်းမှာနေအိမ်တွေရေနစ်မြို့မှုကြောင်းပြည်သူ9သိန်းကျော်ကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။မကြောင်မီအိမ်ပြန်နိုင်သိမ်းမှမဟုတ်ပဲကလေးငယ်တွေရဲ့ကျမိုင်းနဲ့ပတ်သက်လို့စိုးရိမ်နေလို့ရေးပေးဆောင်စခန်းတွေမှာနေထိုင်သူတွေကပြောပါရယ်အင်ဒိုနီးရှားဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီဟာ စစ်တပ်နဲ့တူကယ်ဆယ်လုပ်ငန်းတွေဆောင်ရွက်နေပါတယ်။တဘာဝဘေးအန္တရာယ်အသင့်ဒေသတွေများစွာမှာလမ်းမကြီးတွေပြတ်တောက်သွားတာကြောင့်ကယ်ဆယ်လုပ်ငန်းတွေဟာခက်ခဲရင်းဆိုင်နေရပြီးအခြေခံစောင့်တွေပြန်လည်ပြုမြင်ရေးဟာအဓိကစိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။တဘာဝဘေးကြောင့်သိဆုံးသူရေအတွက်ဟာတိရီလင်္ကာနိုင်ငံမှာ465ဦးနဲ့ထိုင်းနိုင်ငံမှာ190ဦးထိရှိလာခဲ့ပြီးလူ900ကျော်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။